JK Sophia မှာဒီအလှမဲ့ပြိုင်ပွဲတော်တော်များများမှာအသုံးချလို့ရတဲ့ talent တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲတချင်းဆိုပြိုင်ပွဲဖြစ်တယ်ဒါအပြင်သူကစမ်းနေရလဲတိတတ်သေးတယ်ဒါဟာတကယ့်လုံးဝ talent ပဲ so အခုနောက်ပိုင်းအလှမဲ့ပြိုင်ပွဲတွေကကြာတော့သူက challenge တွေတော်တော်များများကိုစုစည်းပြီးတော့ပေါ့နော်ဥပမာ talent competition sport competition top model challenge ဒါမျိုးတွေစုစည်းပြီးတော့အလှမဲ့တွေရဲ့အရေးအသွေးကိုစစ်စစ်အကဲဖြတ်ပြီးတော့မှ competitive ပြိုင်ဆိုင်မှုပြင်းထန်တဲ့ candidate ကိုရွေးထုတ်နေတာဖြစ်တယ်ဆိုတော့ JK Sophia အနေနဲ့ဒါကိုကောင်းကောင်းကြီးတုံချလို့ရတယ်သူရဲ့ဒီ singing talent နဲ့ပေါ့နော်တခြားဒီ အာဆန်နီယာတီတဲ့ဒီအတက်ကိုအတက်ပညာကိုလဲပေါ့နော်ဆိုတော့ဒီနောက်ထပ်တစ်ခုကပါလဲဆိုတော့ဒီအခုလိုမျိုး miss gram မဟုတ်ပဲနဲ့ဒီထက်ပိုပြီးတော့အနှစ်သာရပြေဝါတဲ့ဒီအလှမဲ့ပြိုင်ပွဲကိုသွားမယ်ဆိုလို့ရှင်လဲ JK Sophia အနေနဲ့လူမှုလုပ်ငန်းကိုလုပ်တဲ့အခါသူ့ရဲ့ဒီလက်ရှိ talent ကိုအသုံးချပြီးတော့လုပ်လို့ရတယ်ဥပမာဆိုလို့ရှိရင်ဒါစိတ်ကူးရင်ကြီးတာပေါ့နော်ဒီအရန်ပုံငွေပွဲတွေကိုတိုင်းစီစဉ်ဒါမှမဟုတ်တခြားသူတွေလောက်တဲ့ရမှာလဲ join ပြီးတော့ရရှိလာတဲ့ငွေတွေကိုဒီအာ အဲလူမှုလုပ်ငန်းအတွက်မတည်ပါတယ်ဆိုတော့ပုံစံမျိုးနဲ့ပေါ့နော်ဒီနှစ်ရှည်လုပ်မယ်ဆိုလို့ရှိရင်ဒါတကယ်ကြီးမားတဲ့အနှစ်သာရရှိတဲ့အလှမဲ့ပြိုင်ပွဲတွေမှာလည်းဒီအဲတောက်ပလာမဲ့ကျယ်ပွင့်လေးတစ်ပွင့်ဟာဒီ JK Sophia လို့မြင်မိတယ်